အားလုံးပဲမင်္ဂလာပါမင်းညာကကစားခဲ့တဲ့ Manchester City တင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ FA Cup Semi Final အဆင့်ပွဲစဉ်မှာတော့ Manchester City တင်းက Nottingham Forest ကို Rico Lewis, Gabriel Rio ရဲ့ twin goal နဲ့2-0ရလက်နဲ့အနိုင်ယူပြီးတော့မှာ ့ FA ကရဲ့ final အဆင့်ကိုတက်သွားနိုင်ခဲ့တယ်။ဆိုတော့ Manchester City အသင်းအတွက်တော့နောက်ဆုံး300ရာစီဇက်တိုင်း FA ကရဲ့ final အဆင့်ကိုတက်နိုင်ခဲ့တာဖြစ်တယ်လို့အရင်ရက်ကကစားခဲ့တဲ့ Crystal Palace အသင်းနဲ့ဒါ Aston Villa အသင်းတို့ရဲ့ပွဲစဉ်မှာ Crystal Palace အသင်းကခြေစွမ်းပြပြီးတော့မှ Aston Villa ကို3-0ရလက်နဲ့အနိုင်ယူပြီးတော့မှ final ပွဲစဉ်ကိုတက်နိုင်ခဲ့တာဖြစ်တာကြောင့်မလို့ Manchester City အသင်းနဲ့တော့ Africa ရဲ့ final အဆင့်မှာ Crystal Palace အသင်းနဲ့ကစားမှာလည်းဖြစ်တယ်။ စီတီတဲ့အနေပြဖြစ်တဲ့ပက်ဂွာဒီယိုလာကကျွန်တော်တို့နော်ဒီယန်ဖော်ရက်အသင်းရဲ့ပွဲစဉ်မှာကလပ်တင်းရဲ့အဓိကကစားသမားတချို့ကိုအနာပေးခဲ့ပြီးတော့မှဒီလူငယ်ကစားသမားတချို့နဲ့ပွဲထုတ်ခွင့်မရတဲ့ကစားသမားတချို့ကိုရောပြီးတော့မှပွဲထုတ်ခဲ့တယ်။ဒါကိုသမားနေရာမှာတော့အိုဒီကာနဲ့ပွဲထွက်ခဲ့ပြီးတော့မှခန်းစစ်နေရာမှာတော့မာတီးယက်နူညက် DS ကာဘာရီယိုနီကိုအိုရိုင်းလီနဲ့ ကွေးလည်နေရာမှာတော့ဒါကျွန်တော်တို့ Kobasis, Banaro Seba, တိုက်စစ်မှာ Omar Mamos, ဒါ Savinho, Jack Grealish နဲ့ Rico Lewin နဲ့ဖွဲထုတ်ခဲ့ပြီးတော့မှဒါကျွန်တော်တို့ Foran, Doku နဲ့ Gandong Gandok ကိုမိနစ်80ကျော်မှသာလူစားလဲပြီးတော့မှကျွန်တော်တို့ပွဲတည်ခဲ့တာဖြစ်တယ်။ဆိုတော့ဒီနေ့ပွဲမှာတော့ဒါကျွန်တော် Manchester City တင်ကဒီပွဲစလို့2မိနစ်ပဲရှိသေးတယ်။ ကွင်းလယ်ကစားသမားဖြစ်တဲ့ Covacic ရဲ့ Fanny Pepo မှုကို Rico Lewis ကဒါ area take ကနေအပြင်းပိတ်သွင်းလို့ကျွန်တော်တို့ Manchester City တင်းကပွဲစား9မိနစ်မှာပဲဥဆောင်ခွင့်ရတာ။ ဆိုတော့ city ကဥဆောင်권ရပြီးတဲ့နောက်ပိုင်းတောက်လျှောက်တာ Nordia Forest ကို totally dominate လုပ်ပြီးတော့ကစားတယ်ကျွန်တော်တို့ဒါ every single minute တိုင်းမှာကျွန်တော်တို့ဒီ possession base အရာရော every game ကနေအချက်လိုက်ရပါ Manchester City တင်းကတာခဲ့ပြီးတော့မှာတစ်ဖက်က Nordia Forest ကတော့ဒီကျွန်တော်တို့ထံပြန် counter attack နဲ့ပဲဒီ city ကိုကိုပေါက်ချင်းချက်မှုလုပ်နိုင်တယ်ဒါပေမဲ့ ွဲချိန်အပြည့်နှီးပါမှာတော့ကျွန်တော်တို့ဒါခန်းစစ်ကိုပဲစုပြုံပိတ်ဆို့ပြီးတော့မှဒီ city ရဲ့နောက်ထပ်အတွင်းကိုတွေမပေးရအောင်တော့ဒီ forest ကပိတ်ဆို့ကစားသွားတာတွေ့ရတယ်ဒါကြောင့်မလို့ပထမပိုင်းမှာတော့ city က one day နဲ့ကျွန်တော်တို့ Nordia forest ကိုအတာရခဲ့တာဆိုတော့ city တွေအတွက်တော့ဒီဟာဒီမှာကျွန်တော်တို့ဒါအသင်းရဲ့အဓိကစုဖလားတွေပေါ့လေဒါကျွန်တော် champion league မှာလည်းအစောကြီးထွက်ခဲ့ရတယ် premier league မှာလည်းကျွန်တော်တို့ကစားသမားတွေ injury ဖြစ်တာရလပိုင်းမတည်ငြိမ်တဲ့အခြေအနေကြောင့်မလို့ဒါကျွန်တော်အဓိကစုဖလားတွေ လက်လို့ရတဲ့အချိန်ဒီမှာတော့ Africa Cup မှာတော့တော်တော်လေးကိုဒီအချိန်ဒီကောင်းနေတယ်လို့တောက်လျှောက်လဲကျွန်တော်နိုင်ပွဲတွေဂိုးပြတ်နိုင်ပွဲတွေနဲ့ကျွန်တော်တို့ Africa Cup ရဲ့ semi final နဲ့အဆင့်တက်ခဲ့တယ်လို့ဒါကျွန်တော်တို့ Africa Cup semi final မှာလဲဒါကျွန်တော်တို့တစ်ဖက်က Nottingham Forest ကိုဒီပေါ့လေအနိုင်ရပြီးတော့မှ final အဆင့်ကိုတက်သွားတာလည်းဖြစ်တယ်ဆိုတော့ CD အသင်းအတွက်တော့ကျွန်တော်တို့ဒီရာဒီမှာကျွန်တော်တို့ ချန်ပီယံလိဝင်ခွင့်အတွက်လည်းအသေးချဆုံးအနေအထားတစ်ခု ဖြစ်နေသလိုဒါအဖေကအတွက်လည်းကျွန်တော်တို့ဒီဖိုင်နယ်မှာဘိုးဆွဲဖို့ရည်ပန်းအစားဆုံးအတင်းဖြစ်လဲရှိနေတယ်ဒုတိယပိုင်းမှာတော့ဒါမန်ချက်စတာစီးရီးအသင်းရဲ့ကိုဒီပေါ့လေကွင်းလယ်ကစားသမားဖြစ်တဲ့ကိုဗာစစ်ရဲ့အဲကမ်ဒီကိုဘာစေးကန်ချက်ကကျွန်တော်တို့ဒေါ်တယာဖော်ရက်ခန်းစစ်ကစားသမားလက်နဲ့ထိခဲ့တာဒါပေမဲ့လို့အဲ့ဒီဘောကကျွန်တော်တို့လက်ထိပုံမပေးခဲ့တဲ့အတွက်ဟန်ဘောမပေးခဲ့တဲ့အတွက်ကျွန်တော်တို့ပင်လယ်တီရမယ်အခွင့်ရေးနင်းတာဆုံးရှုံးခဲ့ရတာလည်းဖြစ်တယ် ဘွဲကစားချိန်ကမိနစ်90ကျော်မှာဒါကျွန်တော်တို့ဒီအိုမာမမိုးရဲ့တောင်းကန်ဘောကိုကျွန်တော်တို့ကာဘာဒီယောက တကယ်ဆပ်ပလေးကပဲကျွန်တော်တို့ခေါင်းတိုက်သွင်းယူပြီးတော့မှ2စီးနဲ့ Manchester City တင်းကဥဆောင်ဝင်ရတာ Manchester City တင်းကပွဲကို2စီးနဲ့ဥဆောင်ထားတယ်ဆိုပေမဲ့လို့ Nottingham Forest ကတော့ ထမပိုင်းတော့ကလို့ခန်းစစ်ကိုပိတ်ဆို့ကစားတာမျိုးမဟုတ်ပဲနဲ့တိုက်စစ်ကိုပုံမြင့်ဖို့သူတို့ဂျိုးပန်းတယ်အစူရမင်းတော့ဒါအသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့အီလန်ကအာဝန်ကြီးတို့ကိုထည့်ပြီးတော့မှစီးရီးယားခန်းစစ်ကိုဖိအားပေးနိုင်ဖို့ဒါ Northern Forest အသင်းဘက်ကဂျိုးပန်းတယ်ဆိုတော့ဒုတိယပိုင်း ပွဲဆလို့ပေါ့လေအစောပိုင်းမိနစ်မှာဟတ်စစ်အိုရိုင်းရဲ့ fundy ပေးပို့မှုကိုဒါအီလန်ကပိတ်သွင်းတဲ့နေရာမှာကျွန်တော်တို့ဂိုးပေါက်နဲ့တော်တော်လေးလွဲခဲ့တဲ့အတွက်ဒီကျွန်တော်တို့ Nordia Forest အနေနဲ့အာရောချီပါကိုရမယ့်အချိန်ဒီအာကျွန်တော်တို့ဆုံးရှုံးခဲ့ရတာလည်းဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ပွဲချိန်နောက်ပိုင်းမှာ Nordia Forest က CD ခန့်စီကိုအချိန်ချင်းဒုက္ခပေးနိုင်ခဲ့သလိုဒါ Morgan Garrett give way ရပေါ့လေဒါကျွန်တော်တို့အဆုံးတက်မှုတွေကဘာတိုင်းထိပြီးပြန်ထွက်လာတာတစ်ဖက်ကဂိုးသမားဖြစ်တဲ့ဒီကျွန်တော်တို့ OD ကကောင်းခဲ့တာဒီအချင်းတွေကြောင့်မလို့ CD အတင်းကကျွန်တော်တို့ဒီ Northern Forest ကိုအာ Twin Go တွေခွင့်မပြုခဲ့ရတာလည်းဖြစ်တယ်ဆိုတော့ CD ကဘာပဲပြောပြောကျွန်တော်တို့ထိုက်ထိုက်တန်တန်ပဲ Northern Forest ကိုဒါ Wembley ကွင်းမှာ2စီးရလနဲ့အနိုင်ယူပြီးတော့မှနောက်ဆုံး300စီးဆက်တိုက် အဖေကရဲ့ final အဆင့်ကိုတက်နိုင်ခဲ့သလိုဒီရာဒီမှာလည်းကျွန်တော်တို့ဒါ Crystal Palace အသင်းကိုအနိုင်ယူပြီးတော့မှအဖေကမှာဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်ရှိနေတာလည်းဖြစ်တယ်ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်